ဤသူသည်ငါ့ကိုဆဲရည်ဤညင်စေဤအနိုင်အထက်ပြုဤငါပစ္စည်းကိုမတရားယူဤဤသို့ယံညိုးဖွဲ့သူအားယံသည်မငြိဤသူသည်ငါ့ကိုဆဲရည်ဤညင်စေဤအနိုင်အထက်ပြုဤ ငါပစ္စည်းကို မတရားယူ၏ဤသို့ယံညိုးမဖွဲ့သူအားယံသည်ငြိမ့်၏တန်ရောစဉ်ဂျိုးများသည်ခိုင်မြဲကြ၏တန်ရောစဉ်ဂျိုးများတွင်ယံညိုးဖွဲ့ခြင်းသည်လဲကျိုးတချောင်းအဖြစ်ပါဝင်၏ယင်းဂျိုးကို ပတိကတန်ရောစဉ်ကျူးဟုခေါ်၏ပတိကဟူသည်အနတ်အိဗေအာဖြင့်စန့်ကျင်ခြင်းဖြစ်၍သောတာသဘောရှိရာရင်းကျိုးကိုဖြတ်တောက်နိုင်မှယံသည်ငြိမ်းအေးပေလိမ့်မည်ပတိကတန်ရောစဉ်ကျိုးကိုဖြတ်တောက်ရာတွင် မူရင်းဒေါသကို နောက်ဒေါသဖြင့်ဖြတ်တော့၍မရပထမပုဂ္ဂိုလ်ဤဒေါသသည်အမားတစ်ခု ဖြစ်၏ယင်းအမားကို အကြောင်းပြု၍ဒုတိယပုဂ္ဂိုလ်ကဒေါသထမှန်ဖြစ်မည်ဆိုပါကဒုတိယပုဂ္ဂိုလ်ဤဒေါသသည်လည်း မားတစ်ခုပင်ဖြစ်၏တို့ဖြစ်၍အမားနှစ်ခုကိုပေါင်းလိုက်သောအခါညီမြချင်းအနေဖြင့်အမှန်တစ်ခုရမလာဘဲအမားနှစ်ခုသာရလာပေလိမ့်မည်ဤနည်းအားဖြင့်အမားများ ဆက်ကဆက်ကပွားပြီးရန်သည်မြည်သည့်အခါမှငိမ့်နိုင်တော်မူမဟုတ်ချေပဋိကတန်ရောစင်ကျိုးကို ဖြတ်တောက်သောအခါဒေါသကိုအဒေါသဖြင့်ဖြတ်တောက်ရ၏အဒေါသဟူသည်မေတ္တာပင်သည် လောကကိုမေတ္တာစိတ်ဖြင့်ကြည်နိုင်ပါကအရာရာတိုင်းသည်ငြိမ်းချမ်းပေလိမ့်မည်အကယ်၍ဒေါသကိုအဒေါသဖြင့်မချေဖြစ်ပါကရင်ဒေါသသည်တန်တရားတလျှောက်လုံးတဘောဝပြီးတဘောဝတန်ရောစဉ်ကျိုးအနေဖြင့် ရစ်ပနှောင်ဖွဲ့ပေလိမ့်မည်မတိစိတ်အနေဖြင့်တိစိတ်ကိုလွှမ်းမိုး၍ကြိုးကင်ပေလိမ့်မည်အရာရာတိုင်းကိုဒေါသဖြစ်เสียရာမကြည်နပ်เสียရာအဖြစ်မြင်ပေလိမ့်မည်ထိုအခါဘဝသည်မငြိမ်းချမ်းနိုင်တော့ ထို့ကြောင့်ဘဝညဉ့်ဉန်းရေးအတွက်အံရောစင်ကျိုးအနေဖြင့်ရစ်ပနှောင်ဖွဲ့လာသောဒေါသကိုအာဒေါသတည်းဟူသောမေတ္တာဖြင့်ဖြစ်မိအောင်ဖြစ်အပ်ပါ၏အတ္တသမံပိမာနတ္တိဟူသည့်အတိုင်းအရာရာတိုင်းမှာချစ်เสียရသဘောရှိ၏ ရာရာတိုင်းမှာအလှရှိပါ၏မိမာလဲမိအလှနဲ့မိရေမာလဲရေအလှနဲ့ရေအစိတ်မာလဲအစိတ်အလှနဲ့အစိတ်တို့ရာတွင်ထိုချစ်เสียထိုအလှကိုဘေးလူသူစစိမ့်အဖြစ် ကြည်မမြင်မိမိကိုယ်တိုင်မီးမိမိကိုယ်တိုင်ရေမိမိကိုယ်တိုင်အစိတ်ဖြစ်ပြီးမိမိကိုယ်ကိုမိမိပြန်ကြည့်မှမိမိခြေစရာမိမိအလှကိုမြင်ရ၏ထို့ကြောင့်မိမိနှင့်တူသောခြေစရာဟူသည်မရှိဟူ၍ ြတ်စွာဘုရားကဟောကြားတော်မူခြင်းဖြစ်၏ဝေဒန္တဒတနာကလည်းအရာရာတိုင်းမှာဒေသစီရာသဘောဖြစ်စီရာသဘောသွန်သင်တတ်သည့်သဘောရှိ၏ထိုသဘောများကိုဘေးလူသူတစိမ်းများကမြင်သည်ဖြစ်စေ မမြင်သည်ဖြစ်စေကြည်သည်ကအမှန်ဟူ၍ဆိုလေသည်အရာရာတိုင်း၌ချစ်စရာသဘောရှိ၏ချစ်စရာသဘောရှိတော်လဲထိုချစ်စရာသဘောကိုမြင်အောင်မကြည့်တတ်အရာရာတိုင်း၌အလှရှိ၏အလှရှိတော်လဲ ထိုအလှကိုမြင်အောင်မကြည့်တတ်ထိုတို့မြင်အောင်မကြည့်တတ်ခြင်းသည် မကြည့်တတ်သူ၏အပြစ်မကြည့်တတ်သူ၏အဝိဇ္ဇာဖြစ်၏တို့ဖြစ်၍ထိုအပြစ်ထိုအဝိဇ္ဇာကိုဖယ်ရှားရန်လိုအပ်ပါ၏အဝိဇ္ဇာကိုဖယ်ရှားသောအခါ ူဤစန့်ကျင်ဘက်ဝိဇ္ဇာဖြင့်ဖယ်ရှားရ၏အဝိဇ္ဇာပြောက်လေသောအခါအရာရာတိုင်း၌ဖြစ်เสียရသောမေတ္တာအရာရာတိုင်း၌ကျင်နာเสียရသောကရုဏာအရာရာတိုင်း၌ဝမ်းမြောက်เสียရသောမုဒိတာ အရာရာတိုင်း၌ခွင့်လွတ်စရာသဘောဥပိ္ပခာတို့ကိုမြင်လာပေလိမ့်မည်အရာရာတိုင်းဟူသည်ဝေဒန္တဒတနာအရာသက်ရှိသက်မဲ့ဖြစ်တော်လေဘုရားဒေသနာတော်အရာသက်ရှိတာဖြစ်ပါ၏သက်ရှိတာတန်တရာနှင့်သက်ဆိုင်ပေသည် ဤလောက၌အမြင်သုံးမျိုးရှိ၏ပထမအမြင်မှာမိမိဤမျက်စိရှိ၌ရှိသလောက်ကိုသာ မြင်စွာနိုင်သောအမြင်ဖြစ်၏ယင်းအမြင်မျိုးကိုပိစကဒိဋ္ဌိဟူ၍ခေါ်၏ပိစကဒိဋ္ဌိဖြင့်လောကီချစ်เสียရာကျင်နာเสียရာ ျင့်တ်เสียနဲ့ခွင်လွတ်เสียသဘောကိုမမြင်နိုင်လောကီအလှကိုမမြင်နိုင်လောကီလေးစားเสียသဘောကိုမမြင်နိုင်လောကီသွန်သင်ချက်ကိုသဘောမပေါက်ဖုခာဒေါသဝါဒဤအတိကတန်ရောစဉ်ဖြင့် จิปะหนองผွယ်จินขันยะอีโตยาတွင်มิมิโกโกมูဣဒ္ဓမထေကဲ့သို့ပင်အမှန်ပဲ၌ယတ္တိသူအဖြစ်ညင်ဤဤသဘောမှလည်းအဝိဇ္ဇာသဘောသာဖြစ်ဤဒုတိယအမြင်မှာမိမိရှေ့မောက်ရှိရှိသလောက်ကိုယ်သာမက ရင်းနှင့်ဆက်ဆက်ပြီးရင်း၏နောက်ွယ်ရှိအရာဝတ္ထုများကိုပါမြင်၏ရဲ့မြင်မျိုးကိုအနုမိတဒိဋ္ဌိဟူ၍ခေါ်၏ဤမြင်သည်ပိစကဒိဋ္ဌိတက်သာသည်မှန်တော်လေလောကဤအလှကိုမြင်အောင်မจิตတသေးသည်ဖြင့်အာကိုးလောက်သောအမြင်မဟုတ်သည် ေစကဒိဋ္ဌိနှင့်အနုမိတဒိဋ္ဌိတို့သည်မိမိကသူတစ်ပါးကို ကြည်သည့်အကြည့်မျိုးမိမိကသူတစ်ပါးကို မြင်သည့်အမြင်မျိုးသာဖြစ်၏မိမိကမိမိကိုယ်ကို ကြည်သည့်အကြည့်မျိုးမိမိကမိမိကိုယ်ကိုမြင်သည့်အမြင်မျိုး မဟုတ်တို့ကြောင့် လောကီအလှကို မမြင်နိုင်ခြင်းဖြစ်၏အရာရာတိုင်းဤချစ်စရာသဘောကိုမမြင်နိုင်ခြင်းဖြစ်၏မှန်အဖြစ်မိမိကမိမိကိုယ်ကိုပြန်ကြည့်မှသာမိမိအလှမိမိချစ်စရာသဘောကိုမြင်နိုင်ခြင်းဖြစ်လျာလောကကိုထိုကြည့်မျိုးဖြင့် ြည့်ဖို့လို၏ထိုအမြင်မျိုးဖြင့်မြင်ဖို့လို၏မိ ਉ ကြည့်လျင်လဲမိမိကိုယ်တိုင်ကမိဖြစ်ထားဖို့လို၏ရေ ਉ ကြည့်လျင်လဲမိမိကိုယ်တိုင်ကရေဖြစ်ထားဖို့လို၏အစိတ်ကိုကြည့်လျင်လဲမိမိကိုယ်တိုင်ကအစိတ်ဖြစ်ထားဖို့လို၏ ထိုကာမတာမိဤအလှရေဤအလှအစိတ်ဤအလှကိုမြင်နိုင်၏ကြည်တတ်သူနှင့်အကြည့်ခံရဝတ္ထုတို့နှမျိုးမကွဲပြားတတာဒီဖြစ်မှသာအကြည့်ခံဝတ္ထုတို့ဤအလှအကြည့်ခံဝတ္ထုတို့ဤချစ်စရာရင်နာစရာရင်နှက်စရာဒေးစားစရာ ခွင့်လွှတ်နိုင်စရာတို့ကို မြင်နိုင်ပါ၏ထို့သောမြင်မှသာจิตတ်သူ၏တဏ္ဍာ၌အဒေါသတရားဖြစ်မည်ဗေမဇုတရားပွားမည်ဒေါသအာဃာတပြည်ပြောက်၍ဘဝသည်ငြိမ်းချမ်းပေလိမ့်မည်အာဃာတတန်တရားသည် တူပေလိမ့်မည်လောကဤအလှ အရာရာတိုင်းအလှကိုမြင်နိုင်သောအမြင်မျိုးကိုသစ္စိကတဒိဋ္ဌိဟူ၍ခေါ်၏တတ္တိယအမြင်မျိုးဖြစ်သည်ယင်းအမြင်မျိုးသည်ဘဝဉာဏ်ဉာဏ်၏အတွေ့အားကိုးလောက်သောအမြင်မျိုးဖြစ်၏ယင်းအမြင်မျိုးဖြင့်လောကကိုမြင်တတ်ရန်လွယ်ကူသည်မဟုတ်မလွယ်ကူတော့လဲမဖြစ်နိုင်ကောင်းသော အရာလည်းမဟုတ်အားထုတ်လျင်ဖြစ်နိုင်သည်သာထို့ကြောင့်ဒုအမြင်မျိုးကိုထိုအမြင်မျိုးဖြင့်လောကကိုမြင်နိုင်စေရန်မိမိတန်တာ၌ကိုကျင့်တီလာကိုစောင့်ထင်းရ၏ဒီကြည်မှုတမာတိကိုခိုင်းမအောင်ပွားရ၏အမြင်နှင့်အတွေ့ကိုကြည်လင်တန်ရှင်းအောင် ကြိုးစားရ၏ထိုအခါတိခာ၃ပါးပြည့်စုံ၏တိခာ၃ပါးပြည့်စုံမှာကလိုအပ်သောသစ္စကဒဒိဋ္ဌိအမြင်ဖြင့်လောကီအလှကိုမလွဲမသွေမြင်နိုင်ပေလိမ့်မည်ဒောဒအာဃာတတို့ကိုပယ်ဖြောက်၍ယံငိမ့်ပြီးဘဝသည်အေချံ ตายาเบลิมิอติมันวิสาภิ่งอติมะอาวิสาโกเปนัยเบลิมิตุภิ่ยอีจิ่นเซนอไดไลญาจิ่นต้องยังยัสสวะพยากาอีกาฑานกาฑาโกโอจารอมุจิ่นภิ่ยอีอีเดตนาอิอโสไนไตตมะทีแลข้าวมาดูมะหุฏ่อเบ ဆိုဆုံးမရလွယ်သူဖြစ်သွား၏ကျွန်ုပ်တို့ဒီလဲခေါင်းမာသူဆိုဆုံးမရခက်သူဖြစ်ရန်အခြေအနေနှင့်ကြုံတိုင်းဣဒ္ဓမတေဤထုံးကိုနှလုံးသွင်းပြီးဣဒ္ဓမထေကဲ့သို့မိမိကိုယ်ကိုပြုပြင်အပ်ပါ၏